ဆက်အနေ library မှာကြိုဆိုလိုက်ပါရယ်ကျွန်တော်အနေနဲ့ကျွန်တော်ဖတ်မိသိရှိတဲ့နိုင်ငံတကာသတင်းတွေကိုကျွန်တော်တို့ပဲသတင်းကိုစိတ်ဝင်စားတဲ့သူတွေသတင်းကိုအချိန်ပေးပြီးတနေရာစီမဖတ်ရှုနိုင်သူတွေနဲ့သတင်းကိုခိုင်မာတိဆောက်လူသူတွေအတွက်ပြန်လည်မျှဝေပေးနေခြင်းဖြစ်ပါတယ်အဲ့ဒီထဲမှာမှာအခုဒီ what happens now ဆိုတဲ့အစီအစဉ်ကတော့လက်လုံးမှာဖြစ်ဖြစ်နေတဲ့နိုင်ငံတကာအရေးအယာတွေကစိတ်ဝင်စားစရာအကြောင်းအရာတွေကိုစုစည်းမျှဝေပေးနေတဲ့အစီအစဉ်ဖြစ်ပါတယ်အခုကအပိုင်း35ဖြစ်ပါတယ်ဒီပိုင်းမှာကတော့ကျွန်တော်တို့ အကြောင်းအရာတစ်ခုလည်းမဟုတ်ဖဲနဲ့လက်တလုံးမှာဖြစ်ပေါ်နေတဲ့အကြောင်းအရာတွေကစိတ်ဝင်စားစရာအကြောင်းအရာ၃ခု၄ခုလောက်ကိုစူးစီးမျှဝေပေးသွားမယ့်အစီအစဉ်ဖြစ်ပါတယ်ဗျဒီနေ့မျှဝေပေးသွားမယ့်အကြောင်းအရာတွေမှာကအစ္စရေးကဂါဇာကို၂ရက်အတွင်းပြတ်မှတ်60ကျော်ကိုတိုက်ခိုက်ခဲ့တာကုလသမဂ္ဂအကြီးအကဲအန်တိုနီယိုဂူတာရက်စ်ကဂါဇာဟာတပ်ကွင်းတစ်ခုဖြစ်လာတယ်လို့ပြောကြားခဲ့တယ်လို့အီဂျစ်ပြင်သစ်ဂျော်ဒန်တို့ကလည်းအပြစ်ရဲ့ရေးပြန်ဆဖို့တိုက်တွန်းလာခဲ့ပြီး မော်ဂိုကဂါဇာပေါ်အစ္စရေးတိုက်ခိုက်ခဲ့မှုတွေကိုကန့်ကွက်ဆန္ဒပြခဲ့ပြီးတော့ပြင်သစ်ကတော့အစ္စရေးကိုတိုက်ခိုက်မှုတွေရပ်ဖို့တိုက်တွန်းခဲ့တယ်လို့ပါလက်စတိုင်းကိုနိုင်ငံဖြစ်အသိမှတ်ပြုမဲ့အကြောင်းပြောကြားခဲ့တဲ့သတင်းအဲဒီနောက်မှာတော့အမေရိကန်နဲ့အင်ဂျန်တို့နျူကလ িয়ার ဆိုင်ရာပထမအကြိမ်ဆွေးနွေးပွဲပြုလုပ်တဲ့အကြောင်းအရာအဲဆွေးနွေးပွဲမစခင်မှာအမေရိကန်ကမဟာဗျူဟာမောက်တိုက်လေရင်နဲ့ဘုံကျဲလေရင်တွေနေရာချထားတဲ့သတင်းပြီးရင်တော့ရုရှားရဲ့တိုက်ခိုက်မှုအကြောင်းကိုယူကရိန်းဘက်ကထုတ်ပြန်လာတဲ့အခြေအနေနဲ့ ရုရှားကစစ်တပ်စုပေးဘက်ကသာတက်ခတ်ခဲ့ခြင်းလို့ပြောဆိုခဲ့တာနဲ့ယူကရိန်းပြည်တွင်းကဝေဖန်မှုတွေထွက်ပေါ်ခဲ့တဲ့အခြေအနေနဲ့နောက်ဆုံးမှာကတော့ထရန့်ကယူကရိန်းစစ်ကိုဘိုက်ဒန်ရဲ့စစ်ပွဲလို့ပြောကြားခဲ့သလိုအမေရိကန်နဲ့ရုရှားတန်တမန်တွေကတန်တမန်လုပ်ငန်းအတွက်ဆွေးနွေးပွဲတွေပြုလုပ်နေတဲ့သတင်းတွေကိုစူးစီးမျှဝေပေးသွားမှာဖြစ်ပါတယ်။ပထမဆုံးသတင်းအနေနဲ့ကတော့အစ္စရေးကာကွယ်တပ်ဖွဲ့ရဲ့ဧပြီ13ရက်ကြေညာချက်အရ48နာရီအတွင်းမှာ ဂါဇာကမ်းမြောင်တဝန်းကပြစ်မှတ်60ကျော်ကိုတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။အဲ့တိုက်ခိုက်ခံခဲ့ရတဲ့ပြစ်မှတ်တွေထဲမှာဂါဇာမြောက်ပိုင်းကစစ်ရုံတည်ုံလည်းပါဝင်ခဲ့ပါတယ်။ IDF ရဲ့စစ်စင်ရေးမှာအီဂျစ်နိုင်ငံနဲ့နယ်နွေချင်းထိစပ်နေတဲ့ reform မျိုးကိုဝန်းရံထားတာအပါအဝင်ဂါဇာတောင်ပိုင်းကနေရာအစ်တီမှာသူတို့ရဲ့တပ်ဖွဲ့တွေကမြေပြင်စစ်စင်ရေးတွေကိုဆက်လက်လှုပ်ဆောင်နေတယ်လို့သူတို့ရဲ့ထုတ်ဖော်ပြောကြားချက်တွေအရသိရပါတယ်။ဒေတာရင်းမီဒီယာတို့ရဲ့ဖော်ပြချက်အရာ ဂါဇာမြောက်ပိုင်းမှာအစ္စရေးနဲ့အစ္စရေးရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်အရသား9ဦးသေဆုံးခဲ့ပြီးတော့အယ်ဂျာဇီးယားရဲ့အီဘရစ်73ဖော်ပြချက်မှာတော့ဂါဇာတောမှာအစ္စရေးရဲ့တိုက်ခိုက်မှုတွေအတွင်းပါလက်စတိုင်32ဦးတဲ့မင်းနဲ့သေဆုံးခဲ့တယ်လို့သိရပါတယ်။ကဲမြောက်တောင်ပိုင်းကတဲလုံကိုအစ္စရေးတိုက်လေယာဉ်တွေကတိုက်ခိုက်ချိန်မှာအမျိုးသမီး2ဦးအပါအဝင်ပါလက်စတိုင်3ဦးသေဆုံးခဲ့တယ်လို့သိရပါတယ်။ဟာမတ်စ်နဲ့အပြစ်ခက်ရစဲရေးတက်တန်းတိုးဖို့အတွက်ဆွေးနွေးပွဲတွေရပ်တန့်သွားခဲ့ပြီးမတ်လ16ရက်နေ့ကစလို့အစ္စရေးမှာ အစ္စရေးကဂါဇာမှာတိုက်ခိုက်မှုတွေကိုပြန်လည်စတင်နေတာဖြစ်ပါတယ်။2023အောက်တိုဘာကစပြီးခုချိန်ထိဆိုရင်ပါလက်စတိုင်းကတည်ဆုံသူဦးရေဟာ9944ဦးထိမြင့်တက်လာခဲ့ပြီလို့ဒေတာရင်းကျမ်းမာရေးအာဏာပိုင်တွေရဲ့ပြောကြားချက်အရသိရပါတယ်။ပြီးရင်ကုလသမဂ္ဂအကြီးကဲအန်တိုနီယိုဂူဒါရက်စ်ကဧပြီလ10ရက်မှာတုန်းကအစ္စရေးဟာဂါဇာကမ်းမြောင်ဒေသမှာအကူအညီပိတ်ဆို့မှုတွေကိုဆက်လက်လှုပ်ဆောင်နေတာကြောင့်မလို့ဂါဇာဟာ တက်ကွင်းတစ်ခုဖြစ်လာနေတယ်လို့ပြောကြခဲ့ပါတယ်။ဒါနဲ့ပတ်သက်လို့ Israel တာဝန်ရှိသူတူကတော့အလင်းမြန်ညင်းဆိုခဲ့ပြီးတော့အကူအညီဝင်ရောက်မှုကိုဖျက်တောက်ခြင်းမရှိဘူးလို့ပြောကြခဲ့ပါတယ်။ Gutierrez ပြောကြချက်မှာကဂါဇာမှာဘာအကူအညီမှဖျက်သန်းခွင့်မရတာတလကျော်သွားပါပြီ။အစားအစာမရှိ၊လောင်စာမရှိ၊စေဝါမရှိနေထိုင်ရတာဖြစ်ပါတယ်။အကူအညီဝင်ရောက်မှုကိုလုံးဝရပ်တန့်လိုက်တဲ့အတွက်ခံစားနေရတဲ့ဒုက္ခတွေကပိုများလာတယ်လို့အကူအညီတွေမရရှိတဲ့အတွက်ဂါဇာဒေသခံတွေပိုဒုက္ခရောက်ပြီးခက်ခဲနေကြရတယ်လို့ပြောကြခဲ့တာဖြစ်ပါတယ်။ ်အစ္စရေးနိုင်ငံရဲ့ဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူအိုရန်မာမော်စတင်းကတော့အဲဒီဆွဆွဲချက်ကိုညှင်းဆိုပြီးတော့ကာလာမာလူသားချင်းစာနာထောက်ထားမှုအကူအညီတွေကိုပိတ်ဆို့ခြင်းမရှိဘူးလို့ပြောခဲ့ပါတယ်။မော်မော်စတင်းကဟာမတ်စ်တို့ဟာဂါဇာမှာရရှိတဲ့အကူအညီတွေကိုသုံးဆွဲပြီးတော့စစ်ပွဲရန်ရဲကိုပြန်လည်တီဆောက်နေတယ်လို့ဆွဆွဲထားပါတယ်။အဲလိုပဲဒီပြစ်စင်နေတဲ့ပတ်သက်လို့အီဂျစ်သမ္မတ LCC ပြင်သစ်သမ္မတ Macron, Jordan, ဘီယန် Abdullah နှစ်တို့ဟာကိုင်ရိုမြို့မှာကျင်းပတဲ့ သုံးပွင့်ဆိုင်ထိပ်သီးအစည်းအဝေးကျင်းပခဲ့ပြီးဧပြီ9ရက်နေ့မှာပူးကျွတ်ပူးတွဲကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။အဲ့ကြေညာချက်မှာ Israel နဲ့ Palestine Islamic Tolerance လှုပ်ရှားမှုအဖွဲ့ Hamas တို့ဟာဇန်နဝါရီ19ရက်နေ့ကစတင်ဖော်ဆောင်ခဲ့တဲ့အပြစ်ခက်ရစေးသမိုးတူညီချက်ကိုဆက်လက်ဖော်ဆောင်ဖို့တမန်ချက်နဲ့ညီဖန်စီထိန်သိမ်းထားသူတွေကိုလွှတ်ပေးပြီးတော့သူတို့ရဲ့ဘေးကင်းလုံခြုံရေးကိုအာမခံပေးဖို့တိုက်တွန်းခဲ့ပါတယ်။နှစ်နိုင်ငံဖြည့်ရှင်းနီးလန်းဖြစ်နိုင်ခြေကိုဖျက်ဆီးနိုင်တဲ့တင်းမာမှုအခြေအနေတွေပုံမဆိုးရွားလာနိုင်တဲ့တပတ်သက်အစီအမံအားလုံးရပ်တန့်မှုသုံးနိုင်ငံက တိုက်တွန်းခဲ့ကြောင်းအဲ့ဒီကြေညာချက်မှာဖော်ပြထားပါတယ်။လက်ရှိအခြေအနေတွေကအမေရိကန်ဘက်ကအဆိုပြုထားတဲ့အပြစ်ခက်ရစဲအစီအစဉ်တွေကိုလက်ခံဖို့ဖန်စီထိမ့်သိမ်းထားသူတွေကိုပြန်လွှတ်ပေးဖို့ဟာမတ်စ်ဘက်ကညှင်းဆန်နေဆိုတဲ့အကြောင်းပြချက်နဲ့အစွေးဟာမတ်လ18ရက်နေ့ကဂါဇာကမ်းမြောင်ပေါ်လေကြောင်းတိုက်ခိုက်မှုနဲ့မြေပြင်လှုပ်ရှားမှုတွေအကြီးအကျယ်ပြန်လည်လှုပ်ဆောင်ခဲ့တာဖြစ်တယ်လို့သိရပါတယ် ဧပြီ6ရက်နေ့မှာတော့ကလည်းမော်ရိုကိုနိုင်ငံသားထောင်ပေါင်းများစွာကဂါဇာပေါ်အစ်ရေးကထပ်မံတိုက်ခိုက်ခဲ့မှုကိုကန့်ကွက်ဆန္ဒပြတဲ့အနေနဲ့ရောဘတ်မြို့လင်မှာစုဝေးခဲ့ကြပါတယ်။ဆန္ဒပြသူတွေကလွှတ်တော်အဆောက်အဦအနေစုဝေးခဲ့ပြီးပါလက်စတိုင်းလန်နေဝှေ့ရမ်းတာပါလက်စတိုင်းပြည်သူတွေနဲ့အတူစီးလုံးညီညွတ်မှုရှိကြောင်းကြွေးကြော်သံတွေဟစ်ကြွေးတာအစ်ရေးကဂါဇာကိုပိတ်ဆို့ထားမှုကိုချက်ချင်းရပ်တန့်မှုတိုက်တွန်းတာအစ်ရေးနဲ့နိုင်ငံရေးအရဆက်ဆက်မှုအလုံးဖြတ်တောက်ဖို့အတွက်မော်ရိုကိုအနာပိုင်းတွေကိုတိုက်တွန်းတာတွေလှုပ်ဆောင်ခဲ့တယ်လို့သိရပါတယ်။ အဲ့ဒီဆန္ဒပြမှုကိုပြည်တွင်းလူ့အခွင့်အရေးအဖွဲ့အစည်းများစွာနဲ့အတူ Morgan Front for Supporting Palestine and Against Normalization အဖွဲ့ကစုစည်းပြုလုပ်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။ပြင်သစ်သမ္မတ Emmanuel Macron နဲ့ Israel ဝန်ကြီးချုပ် Benjamin Netanyahu တို့ကလည်း March 30ရက်နေ့ဆွေးနွေးပွဲပြုလုပ်စဉ်တုန်းကဂါဇာဒေသကိုတိုက်ခိုက်မှုတွေရပ်တန့်ဖို့ Macron က Israel ကိုတိုက်တွန်းခဲ့ပါတယ်။ သူအနေနဲ့အာရက်ပြန်လဲတိဆောက်ရေးစီမံချက်ကိုရနှစ်ဖက်ပြည်သူတွေအတွက်ငြိမ်းချမ်းမှုနဲ့လုံခြုံမှုဆောင်ကျင်းပေးနိုင်မဲ့နိုင်ငံဖြည့်ရှင်းမှုပေါ်အခြေခံတဲ့နိုင်ငံချင်းချင်းနိုင်ငံရေးအခင်းချင်းတွေစီကိုမုတ်ချပြန်လဲဥတီရေးအတွက်ဆက်လက်ကြိုးပမ်းတော့မှာဖြစ်တယ်ဆိုပြီးပြောကြားသွားပါတယ်။အတင်းကျပ်နေရွှေပြောင်းတာဒါမှမဟုတ်အတင်းတမသိမ့်ပိုက်တာဆတဲ့လုပ်ရက်တွေကိုစန့်ကျင်တယ်လို့လည်းဆိုပါတယ်။အဲဒီရပိုင်းတွင်းမှာပဲပြင်သစ်သမ္မတကပါလက်စတိုင်းတွေကိုဂျွန်းလာတဲ့လောက်မှာအတိမပြုတ်မဲ့ဆိုတဲ့သတင်းတွေလည်းထွက်ပေါ်လာခဲ့ပြန်ပါတယ်။

နောက်ထပ်အကြောင်းအရာတစ်ခုကအမေရိကန်နဲ့အီရန်တို့ရဲ့နျူကလ িয়ার ဆိုင်ရာပထမကြိမ်ဆွေးနွေးပွဲပြုလုပ်တဲ့သတင်းဖြစ်ပါတယ်။ April 12ရက်နေ့ကအမေရိကန်ရဲ့အမေရိကန်နဲ့အီရန်အကြီးအကဲအရာရှိတွေဖြစ်တဲ့အမေရိကန်အထူးကိုယ်စားလှယ်စတီဝက်ကော့ဖ်နဲ့အီရန်နိုင်ငံသားရဲ့ဝန်ကြီးအဘတ်အဂရက်ရှီတို့ဟာအီရန်ရဲ့နျူကလ িয়ার စီစဉ်နဲ့ပတ်သက်လို့အပြုသဘောဆောင်တဲ့ဆွေးနွေးပွဲတစ်ရက်ကိုအိုမန်မှာပြုလုပ်ခဲ့ကြောင်းသိရပါတယ်။ စိတ်ဝင်စားဖို့ကောင်းတာကဆွေးနွေးတဲ့ပုံစံဖြစ်ပါတယ်။အမေရိကန်ကဒီဆွေးနွေးပွဲမတိုင်ခင်ကတိုက်ရိုက်ဆွေးနွေးမှုသာပြုလုပ်လိုတယ်လို့ပြောကြားခဲ့တယ်လို့အီရန်ကလည်းတဆင့်ခံဆွေးနွေးမှုသာပြုလုပ်မယ်လို့ဆိုခဲ့တာပါ။တကယ်ဆွေးနွေးပွဲလုပ်တဲ့အချိန်မှာတော့ထူးခြားတဲ့ဆွေးနွေးမှုပုံစံကိုအသုံးပြုခဲ့ကြပါတယ်။အဲ့ဒီနှစ်နိုင်ငံကိုယ်စားလှယ်အဖွဲ့တွေကတရားခန်းတွေမှာရှိနေခဲ့ကြပြီးတော့ဟိုမန်နိုင်ငံရဲ့ဝင်ကြီးကနှစ်ဖက်အကြားအပြန်အလှန်ကြောင်းဝင်ညှိနှိုင်းပေးခဲ့တာဖြစ်ပါတယ် ဆွေးနွေးမှုက2နာရီခွဲလောက်ကြာခဲ့ပြီးတော့အပြန်လည်လေးစားမှုကိုအခြေခံပြီးအပြုသဘောဆောင်တဲ့ဆွေးနွေးပွဲဖြစ်တယ်လို့အီရန်နိုင်ငံရဲ့ဝန်ကြီးကနိုင်ငံရဲ့ဝန်ကြီးဌာနကထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ဆွေးနွေးမှုတွေဟာအပြုသဘောဆောင်တယ်လို့အင်ဘီရိုဘက်ကလည်းထုတ်ပြန်ခဲ့ပြီးတော့ဖြစ်နိုင်မယ်ဆိုရင်တွေ့ဆုံဆွေးနွေးမှုနဲ့တန်တမန်ရေးတွေအရနှစ်နိုင်ငံကွဲလွဲမှုတွေကိုဖြေရှင်းဖို့သမ္မတထရန့်ကညွှန်ကြားထားတယ်လို့မစ္စတာဝစ်ကော့ဖ်ကလေးပြပြောကြားခဲ့ပါတယ်။ဆွေးနွေးပွဲအဆုံးမှာမစ္စတာအရက်ရှီနဲ့မစ္စတာဝစ်ကော့ဖ်တို့ အချင်းချင်းမိနစ်အနည်းငယ်ကြာတိုက်ရိုက်တွေ့ဆုံစကားပြောခဲ့ကြတယ်လို့သိရပါတယ်။ဒါကြောင့်သူတို့ကအဆောက်အဦတစ်ခုတည်းကတရားအခမ်းနှစ်ခုမှာဆွေးနွေးပွဲတက်ရောက်ခဲ့တာလို့ယူဆရမှာပါ။ဆွေးနွေးပွဲနဲ့ပတ်သက်တာတွေကိုထုတ်ဖော်ပြောဆိုမှုမရှိခဲ့ပေမဲ့ဧပြီ16ရက်စနေနေ့မှာတော့ဒုတိယကြော်ဆွေးနွေးပွဲကျင်းပဖို့သဘောတူခဲ့ကြတယ်ဆိုပြီးနှစ်ဖက်လုံးကပြောကြားခဲ့ပါတယ်။အီရန်ကသူ့ရဲ့နျူကလ িয়ার အစီအစဉ်ဟာနျူကလ িয়ার စွမ်းအင်ကိုငြင်းကြဲတဲ့နည်းလမ်းနဲ့အသုံးပြုခြင်းဖြစ်တဲ့တရားထုတ်လုပ်ဖို့အတွက်ဖြစ်တယ်လို့ပြောကြားခဲ့တယ်လို့အမေရိကန်ကလည်း အီရန်ကိုနျူကလ িয়ার လက်နက်ပိုင်ဆိုင်ခြင်းကနေတားဆီးနိုင်မှုရည်ရွယ်ပြီးအီရန်နဲ့နျူကလ িয়ার တီထွင်ထုတ်လုပ်မှုပေါ်ကန့်သတ်ချက်တွေလုပ်ဖို့လိုအပ်တယ်လို့ဆိုနေတာဖြစ်ပါတယ်။ထရန့်ကဖေဖော်ဝါရီကစလို့အီရန်ကိုစွမ်းကုန်ဖိအားပေးမှုတွေပြန်လည်လှုပ်ဆောင်လာပြီးတော့အိုမန်ဆွေးနွေးပွဲမတိုင်ခင်တရက်မှာနျူကလ িয়ার စီမံကိန်းကိုအီရန်ဘက်ကမစွန့်လွတ်ရင်ဒုက္ခကြီးကျယ်ရောက်လိမ့်မယ်လို့အင်ဂျီရောဘက်ကနေသတိပေးခဲ့ပါတယ်။ဆွေးနွေးပွဲပြီးတဲ့နောက်မှာတော့ထရန့်က အီရန်ကိစ္စအဆင်ပြေသွားမယ်ထင်ပါတယ်ဆိုပြီး Air Force 1လေယာဉ်ပေါ်မှာသတင်းတောက်တွေကိုမှတ်ချက်ပြုပြောကြားခဲ့ကြောင်းသိရပါတယ်။ရိုက်တာသတင်းဌာနရဲ့ဖော်ပြချက်အရတော့ဆွေးနွေးပွဲဒီမှာအဓိကညှိယူရမယ့်အရာတွေကဒေတာရင်းတင်မှမှုလျှော့ချရေးအကျဉ်းသားလဲလှယ်ရေးနဲ့အီရန်ကိုပိတ်ဆို့ထားမှုဖြေလျှော့ရေးအပြန်လည်အနေနဲ့အီရန်နျူကလ িয়ার အစီအစဉ်ကိုထိန်းချုပ်နိုင်ရေးတို့အတွက်ဖြစ်တယ်လို့သိရပါတယ်။အခုဆွေးနွေးပွဲမစခင်လေးမှာအီရန်ကိုလက်ထကမ်းတိုက်ခိုက်နိုင်တဲ့ဒီဂိုဂါစီယာကျွန်းမှာအမေရိကန်ရဲ့ B2 ကိုပြောက်မဟာဗျူဟာဘုံကျဲလေရင်6စင်းနဲ့အခြားတိုက်လေရင်တွေကိုချုပ်တင်နေရာချထားခဲ့တယ်လို့လည်းသိရပါတယ်။ဒီနေ့မြအမှုရဲ့နောက်ထပ်အကြောင်းအရာတစ်ခုကတော့ရုရှားရဲ့တိုက်ခိုက်မှုအကြောင်းယူကရိန်းဘက်ကထုတ်ပြန်လာတဲ့သတင်းနဲ့ရုရှားကတော့ဒါဟာစစ်တပ်စုတီပေးပွဲကိုတိုက်ခိုက်ခဲ့တာလို့ပြောဆိုခဲ့တဲ့အကြောင်းအရာတွေဖြစ်ပါတယ်။ရုရှားကဧပြီ23ရက်နေ့ကယူကရိန်းနိုင်ငံအရှေ့မြောက်ပိုင်းဆူမီမြို့ကိုပထိန်တုံးကြီး30နဲ့ပစ်ခတ်တိုက်ခိုက်မှုပြုလုပ်ခဲ့တယ်လို့သိရပါတယ်။ ယူကရိန်းသမရယုံအချီကဲအန်ဒရီယံဘက်ကတိုက်ခိုက်မှုမှာအုံပြုခဲ့တဲ့ဒုံးကျည်20ကကလစတာခဲရန်တွေပါဝင်တယ်လို့ပြောကြားခဲ့ပြီးအခုထိခလေးငယ်9ဦးအပါဝင်တေဆုံးသူဟာ34ဦးထိမြင့်တက်လာပြီးဒဏ်ရာရသူကတော့138ဦးထိရှိလာနေတယ်လို့ဆိုပါရယ်။ယူကရိန်းသမ္မတဇလန်စကီးကတော့ဒိုနယ်ထရန့်အစိုးရအဖွဲ့ကကန့်လန့်ထားတဲ့အဖြစ်ခက်ရစိအစိုးပြည်ချက်ကိုရုရှားကဆက်လက်လေးလေးရှုနေတယ်လို့လူမှုမီဒီယာမှာမှတ်ချက်ပြုရေးသားပါရယ်။ပြီးတော့ရုရှားဟာ ပြင်းထန်တဲ့ဖိအားပေးမှုမရှိဘဲနဲ့တော့ဒီစစ်ဘက်ကိုဆက်လက်ဖော်ဆောင်နေမှာဖြစ်တယ်လို့ပြောကြခဲ့ပါတယ်။အဲ့ဒီအပြင်ကဘာကြီးအနေနဲ့နှုတ်ဆက်မနေဖို့စစ်ပွဲအဆုံးတတ်ဖို့နဲ့ပြည်သူတွေဘေးကင်းရေးကိုအာမခံချက်ပေးနိုင်မှုတော့ရုရှားကိုဖိအားပေးတင်တယ်လို့ဆိုပါတယ်။ပြင်သစ်သမ္မတမက်ခရွန်ကတော့သမ္မတထရန့်ရဲ့တန်မာရေးချိုးပန်းအားထုတ်မှုတွေကိုလုံးဝဂရုမစိုက်ပဲရုရှားဟာစစ်ပွဲကိုဆက်လက်ဆင်နွှဲဖို့ရွေးချယ်ခဲ့တာရှင်းနေတယ်လို့ပြောကြခဲ့ပြီးတော့အပြစ်ကရစိတ်ရဲ့အတွက်ရုရှားပေါ်ပြင်းထန်တဲ့စီမံချက်တွေလိုအပ်တယ်လို့လည်းဆိုပါတယ် ဒါပေမဲ့အခြားသတင်းတရက်မှာတော့ဒီတိုက်ခိုက်မှုဟာယူကရိန်းဆော်မီပြည်နယ်မှာရှိတဲ့စစ်တပ်စုပေးပွဲကျင်းပရာအဆောက်အဦကိုရုရှားတို့ကဒုံးပြန်နဲ့တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ဖော်ပြလာခဲ့ပါတယ်။ဆော်မီမျိုးလည်းကနေတိုးအဖွဲ့တပ်ဖွဲ့ဝင်တွေနဲ့ယူကရိန်းတပ်ဖွဲ့ဝင်တွေအတွက်ဂုံပြူစုစိတ်ပေးပွဲကျင်းပနေတဲ့ကွန်ဂရက်ခန်းမအဆောက်အဦကိုရုရှားဒုံးပြန်ထိမှန်ခဲ့တာဖြစ်တယ်လို့ဖော်ပြပါတယ်။အဲ့ဒီတင်ပေါ်ပြချက်နဲ့အတူဥရောပနိုင်ငံသားစစ်ဖက်တာဝန်ရှိသူတွေရဲ့တေးဆုံးကြောင်းတင်ပတ်ပုံတွေလည်းကစက်သေးထွက်ပေါ်လာခဲ့ပါတယ် အဲ့ဒီပြင်ယူကရိန်းလွှတ်တော်မတ်ဘတ်ဇူဂလာယာနဲ့ဆူမီမျိုးတော်ဝန်တို့ကယူကရိန်းစစ်တပ်နဲ့ပြည်내အုပ်ချုပ်ရေးမှုတွေကိုပြစ်တင်ဝေဖန်ဆဆွဲမှုသတင်းတွေလည်းထွက်ပေါ်လာခဲ့ပါတယ်။အဲ့ဒီပြစ်တင်ဝေဖန်မှုတွေမှာအထူးစစ်စင်ရေးနဲ့ရေးပေါ်အခြေအနေတွေဖြစ်နေခြင်းလူစီကားရမျိုးလည်းကောင်းမှစစ်တပ်စုပေးပွဲကျင်းပခြင်းကအရက်သားတွေအတွက်ပါအနေနဲ့မကင်းကြောင်းဝေဖန်ခဲ့တာဖြစ်ပါတယ်။ယူကရိန်းကဒီမတိုင်ခင်လေးမှာပဲရုရှားရဲ့နေရာ၁၁နေရာကိုဒရုန်းတွေနဲ့ပျက်စီးသွားအောင်တိုက်ခိုက်ထားမှုရှိခဲ့တယ်လို့လည်းသိရပါတယ်။ ဒီနေ့မျှဝေမှုရဲ့နောက်ဆုံးအကြောင်းအရာဖြစ်ပါတယ်ဒါကတော့ Trump ကယူကရိန်းစစ်ကိုဘိုင်ဒန်ရဲ့စစ်ပွဲလို့ပြောကြားခဲ့တာဖြစ်ပါတယ်လက်ရှိဖြစ်ပွားနေတဲ့စစ်ပွဲနဲ့ပတ်သက်လို့ဒါဟာဘိုင်ဒန်ရဲ့စစ်ပွဲဖြစ်ပါတယ်ကျွန်တော်စစ်ပွဲမဟုတ်ပါဘူးဒါဟာဘိုင်ဒန်လက်ထက်မှာဖြစ်ခဲ့တဲ့စစ်ပွဲဖြစ်ပါတယ်လို့အမေရိကန်သမ္မတကသူ့ရဲ့လေရင်ပေါ်မှာသတင်းတောက်တွေကိုပြောကြားခဲ့ပါတယ်တတိယပါဒါဟာဘိုင်ဒန်ရဲ့စစ်ပွဲဖြစ်ပါတယ်ဒါကိုရက်တက်ပြီးလူများစွာရဲ့အသက်ကိုကယ်တင်ဖို့စူးစမ်းနေတာဖြစ်ပါတယ်လို့ထရန့်ကအလေးနဲ့ပြောကြားသွားပါတယ် ဘိုင်ဒန်ဟာဘီလီယံနဲ့ချီတဲ့ငွေတွေပေးခဲ့တယ်သူဘယ်တော့မှတာကိုခွင့်မပြုသင့်ဘူးသူ့မှာအုံနောက်ငယ်အနေငယ်သာရှိရင်ဒီစစ်ပွဲကိုစတင်ဖို့ခွင့်မပြုသင့်ဘူးသူ့မှာအုံနောက်မရှိခဲ့ဘူးအခုလည်းမရှိဘူးအခုဒါကတက်တည်ပြနေပြီလို့အမေရိကန်သမ္မတကပြောကြားခဲ့ပြီးတော့လက်ရှိအမေရိကန်ခေါင်းဆောင်တွေဟာစစ်ပွဲကိုရပ်တန့်ဖို့ကြိုးစားနေတယ်လို့ပြောကြားခဲ့ပါတယ်တစ်ဖက်မှာလည်းအမေရိကန်နဲ့ရုရှားကအရာရှိတွေဟာသူတို့နိုင်ငံတွေရဲ့တန်ယုံတွေလုပ်ငန်းပုံမှန်ပြန်လည်ဖြစ်ဖို့နီးလန်းနေဆွေးနွေးဖို့အတွက်တူရကီမှာ ဧပြီ၁၀ရက်က9နာရီခွဲကြာတွေ့ဆုံခဲ့ကြတယ်လို့သိရပါတယ်။ဆွေးနွေးတဲ့အကြောင်းအရာအထက်မှာယူကရိန်းနိုင်ငံနဲ့ပတ်သက်တာမပါဝင်ဘူးလို့နှစ်ဖက်လုံးကပြောဆိုပါတယ်။အဲ့ဒီမှာတတမန်တွေခီးသွားလာရင်းနဲ့ဗီဇာရရှိရေးပုံမလွယ်ကူစေဖို့အဲ့ဒီရရှိတွေသဘောတူခဲ့ကြတယ်လို့သိရပါတယ်။နှစ်နိုင်ငံကြားတိုက်ရိုက်လေကြောင်းဝန်ဆောင်မှုပြန်လည်စတင်မှုလိုအပ်တယ်ဆိုတာကိုနှစ်ဖက်ဆွေးနွေးခဲ့ပြီးတော့အမေရိကန်ပြည်ထောင်စုမှာရှိပြီးအသိခံထားရတဲ့တတမန်ဆိုင်ရာပိုင်ဆိုင်မှုတွေကိုပြန်လည်ကျင်းတယ်လို့ပြောခဲ့တဲ့အကြောင်းရုရှားဘက်ကဆိုပါတယ်။ ဟုတ်ကဲ့ကျွန်တော်တို့သတင်းများမျှဝေခြင်းကတော့ဒီမျှပဲဖြစ်ပါတယ်ဗျအခုလိုနားဆင်ပြီးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်မိတ်ဆွေပေါင်းဘေးကင်းရန်ကွာရှိကြပါစေဗျ